ုလိုနားယူစရာဂါဇီဘိုလက်လာလေးလဲပါတယ်ဂါဇီဘိုရဲ့အပြင်မှာလဲဒီမှာပေါရောက်နိုင်တဲ့ဒီလိုလေးပွင့်နေတဲ့ဒီလိုလှပတဲ့ရောင်စုံပန်းဝင်လေးတွေလည်းအများကြီးရှိတယ်ပြီးတော့ဒီမှာကျွန်တော်ဗရောက်ပင်လေးလည်းပါတယ်ထေချူပရိသာပင်လေးရောဒီလိုအခုလိုတွယ်ညိနေတဲ့ဒီလိုလေးနွယ်ပင်ပန်းမှလှလှလေးတွေရောတက်ခွပန်းလေးတွေရောနောက်တစ်ခုကဒီမှာကျွန်တော်တို့ ရေကန်အသင့်ကြအသင့်ကျွန်တော်ရောင်းပေးနေကြတဲ့အတိုင်းကျွန်တော်တို့အင်းရှိမှဒါစီးပွားလှလှပါတွေတိုးဝါးစေမဲ့ခံစားချက်မျိုးအပြည့်ဝပေးဆွနိုင်တဲ့ဒီလိုလေးရေကန်အသင့်ကြအသင့်ပွင့်နေတဲ့ကြာပန်းလေးတော့အကုန်ပါတယ်မြက်ခင်းစင်းစင်းလေးတွေရောဟိုမှာနေစီပန်းပင်လေးတွေရောဟိုမှာတင်မောပင်လေးတွေရောအဆုံးပလုံအကုန်ပါတဲ့အပြင်ဟိုမှာလုံးဝမင်းမျိုး feeling မင်းမျိုး vibe ကိုအပြည့်ဝရရှိတဲ့အပြင်ကျွန်တော်ဒီမှာကာနစီလောက်ရန်နာလို့ရတဲ့ကားကုန်တော်လေးတွေပါဟိုမှာဆိုလာမီလေးတွေရော အသင်းတက်နေလို့ဖြစ်အောင်ကျွန်တော်တို့တိတိကျဖန်တီးထားတာကိုကျွန်တော်တို့တွေ့မြင်မှာဖြစ်ပါတယ်ခင်ဗျာဒီအပင်းကြီးဆိုလည်းပန့်အောင်မပွင့်သေးဘူးဒါကျွန်တော်တို့ပွင့်တဲ့ခါကျရင်ဒီလိုအဆုတ်လိုက်အဆုတ်လိုက်ပွင့်တာလေကျွန်တော်အမျိုးသားကန်တော်ကြီးဥယျာမှာပဲတွေ့ရတယ်ဒီလိုခင်းရအောင်ပန်းပွင့်ရင်တော့အဲ့လိုဒီအဲ့လိုပုံစံလေးနဲ့အရန်ကုန်မိုက်တာပြပြည့်စုံနဲ့လှပရတယ်ပြီးတော့တစ်ချံလုံးကိုလည်းအခုလိုဒါ pro share နဲ့ဒီလိုလေးတုတ်ထားပေးတာအဲ့တော့ DN လေးကလေကြစ်ကြစ်လေးလေးနွေးနွေးထွေးထွေးလေးနဲ့ဒါကျွန်တော်တို့ပန်းမင်ဆိုလဲပန်းမင်နေရာကားပါကင်ဆိုလဲကားပါကင်နေရာဒီလို landscape ဆိုလဲ landscape နေရာအဲ့လိုလေးနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်တဲ့အပြင်ဟို view လဲနေရသေးတယ်လားကျွန်တော်ခေါ်သွားပြချဲရဲ့ကျဲကကျွန်တော်တို့ကမျက်နှာစာတရားများတော်ရှိတယ်ဒီဘက်ဘေးကကျွန်တော်တို့က60ရှိတယ်အဲ့တော့ပေတရား60ပုံမှာတိစောက်ထားတဲ့အိမ်တစ်လုံးဖြစ်ပါတယ်ခင်ဗျာအလှည့်ရတော့အိမ်ရဲ့အလှည့်ရတော့အရှိအလဲဖြစ်ပြီးတော့မှခြံကားဘောက်ရဲ့အလှည့်ရတော့ကျွန်တော်တို့ကမြောက်အလှည့်ဖြစ်ပါတယ်ခေါ်ထားတဲ့ဇင်းတော့က6500ကိုကျွန်တော်တို့ညီနိုင်မျိုးမှရောင်းချပြီးမှဖြစ်ပါတယ်ခင်ဗျာပိုင်ဆိုင်မှုအားကောင်းတဲ့မူလရွာမြေစစ်စစ်ဖြစ်ကြအောင်ကျွန်တော်ကတရင်ကောင်းပတ်လိုက်ပါစီပြုတ်မိနေတာတိနေတာ တိနေရာကဒါကျွန်တော်တို့ပြုံးလွင်မြုပ်ကျွန်တော်တို့ဒါကြီးကင်မှာရှိပါတယ်အခုဆိုရင်ကြီးကင်ကအရန်ကိုတာယာဝေစီပြီးတော့မှလမ်းမဆက်တို့ရဲ့အရန်ကိုကောင်းနေတဲ့ကျွန်တော်တို့ဒါအရန်ကိုဖွံ့ဖြိုးနေတဲ့အရန်ကိုလှပနေတဲ့ကျွန်တော်တို့ဒါရက်ွက်ကြီးရွာလေးတွေပါဖြစ်ပါတယ်ခင်ဗျာပြုံးနေမြို့မြို့ရှောင်းလမ်းရနေဆိုရင်ကျွန်တော်တို့ဒါ2မိနစ်လောက်ပဲလာလေလာလို့ရနိုင်တယ်မြို့လက်ကောင်းနေဆို15မိနစ်လောက်ပဲလာလို့ရနိုင်တယ်အနီးနားမှာလည်းကျွန်တော်တို့အရန်ကိုအေဂျင့်တာယာဆက်ညင်ပြီးတော့မှမိမိစိတ်တိုင်းကြအများကြီးဖန်တီးလို့ရနိုင်တဲ့နေရာတစ်ခုမှတရှိတဲ့ အင်းလေးတစ်လုံးဖြစ်ကြအောင်ကိုကျွန်တော်ကတရင်ကောင်းပတ်လိုက်ပါစေအင်းလေးဟာလေလေတက်တက်ရရလေးနဲ့တသေးချာစနစ်တကျကျွန်တော်ကကိုနေမဲ့ထိုင်မဲ့ဆိုပြီးတော့အင်ရှင်ကနေပြီးတော့မှဖွဲ့စည်းတိဆောက်တာသူရဲ့စကူလေးကိုလည်းကျွန်တော်တွေ့မြင်မှာဖြစ်ပါတယ်ပြီးတော့တချံလုံးကိုလည်းအခုလိုလုံချုံရေးပရိစုကြိုးတွေနဲ့နှစင်သုံးစင်ကိုတတိချာချာခံခံခံတက်ဆင်ပြထားတာတွေတွေ့မြင်ရမယ်ကျွန်တော်အကြိုက်ဆုံးအသီးတမောသီးလေးတောင်သီးနေအဲ့ဒီလိုတစ်ပင်ပန်းမှန်စားပင်သီးပင်နေစုံစုံလင်လင်နဲ့ကျွန်တော်မိတ်ဆွေတွေဒီလိုလေး ချမ်းကြဲကြဲပေါ်မှာဈေးတန်တန်နဲ့ပိုင်ဆိုင်မှုအားကောင်းတဲ့မြေပေါ်မှာတိစောက်ထားတဲ့အိမ်လေးတစ်လုံးကိုလိုချင်နေဆိုရင်ကျွန်တော်ကတော့ဒီအိမ်လေးကို recommend ပေးလိုက်ပြစီခင်ဗျကျွန်တော်ကတော့ပြုံးလို့မြို့မှာရှိတဲ့ခိုင်မသိကြမှန်ကန်တဲ့မြေလေးတွေနဲ့ အင်းလေးတွေကိုပဲအဓိကထားပြီးရောင်းချပေးနေတဲ့ဒေါက်တာစမို့ဖြစ်ပါတယ်။အင်းလေးရဲ့ဖွဲ့စည်းမှုလေးကကျွန်တော်တို့ဒါ Master Baron ကြီးပဲပေ20ပက်လဲကျဲတဲ့အခန်းကြီးကျဲတစ်ခန်းပါတယ်။ပြီးတော့နောက်ထပ် master baron တခန်းပါတယ်ပြီးတော့ single baron တခန်းပါတယ်ပြီးတော့ဒါဖျားကန်းတို့ဒါမှမဟုတ်ကျွန်တော်တို့ဒါစာကြည့်ကန်း area လေးပြလို့ရနိုင်တဲ့အိမ်ခံလေးပါတယ်ပြီးတော့ dining and kitchen လေးလည်းပါတယ်ပြီးတော့အများဆုံးရေချိုကန်းအင်တာကိုလည်းကျွန်တော်တို့ဒါအပြင်မှာကျွန်တော်တို့ဒါဖွဲ့စည်းတိစောက်ပေးထားတယ်ပြီးတော့အိမ်ရဲ့အနောက်မှာလည်းအဝတ်လမ်းဖို့အတွက်ဒီလိုလေး area ကျကျတစ်ခုလည်းပါတယ်အပြင်ဟိုမှာကျွန်တော်တို့ဒါနောက်ထပ် နင်းစားကန်းတို့ဘီဘိုကန်းတို့အဲ့လိုလေးတွေနဲ့ကြစ်ကြစ်လေးလေးနူးနူးထူးထူးလေးနေချင်တယ်ကျွန်တော်မိတ်ဆွေတွေအတွက်ဆိုရင်ဒီအင်လေးကလေအရန်ကိုတင့်တော်ကောင်းမှုလို့ကျွန်တော်ကတော့ recommend ပေးလိုက်ပြစီခင်ဗျဒီနေရာလေးကဒါကျွန်တော်ကျွန်တော်မိသားစုတွေကျွန်တော်ဒါမနက်ခင်းမှာပဲဖြစ်ဖြစ်ညနေခင်းမှာပဲဖြစ်ဖြစ်နေ့ခင်းမှာပဲဖြစ်ဖြစ်ကျွန်တော်ဒါနွေနွေထွေထွေကြစ်ကြစ်လေးလေးနဲ့ဒီမှာစကားလက်ဆောင်ကြပြီးတော့မှ relax လုပ်လို့ရနိုင်တဲ့ relaxing area လေးဖြစ်မယ်ပြီးတော့လေအိမ်ရဲ့အလှည့်အရှိအလှည့်ပြီးတော့ဒီဘက်ကကြတော့မြောက်အလှည့်ဆိုတဲ့အခါကျတော့တတ်ခတ်လာတဲ့လေတွေရောပြီးတော့နေ့ခင်းမှာရောညနေခင်းရောကျွန်တော်ဒါ ကြည့်ရတဲ့သဘာဝအရသာကြီးရောနောက်တစ်ခုကကျွန်တော်မေမျိုး vibe ကိုခုနကျွန်တော်ပြောထားခဲ့တဲ့ဇာတ်အတိုင်းအပြည့်အဝရရှိတဲ့ဟိုမှာတောင်ကုန်းတောင်နဲ့အလှတွေရောခံစားပြီးတော့မှအနားယူလို့ရနိုင်တဲ့ area လေးကျွန်တော်ကဖန်တီးပေးထားတာဖြစ်ပါတယ်။အရန်ကိုစိတ်ကိုကြည်နူးစေတဲ့ feeling တခုကိုဒီအိမ်မှာတော်တော်ရရတယ်။အခုမြင်တွေ့နေတဲ့ပစ္စည်းတွေကိုတော့ဒါကျွန်တော်တို့ထားပေးခဲ့မှာမဟုတ်ပါဘူး။ကျွန်တော်ကြိုတင်ပြီးတော့မှကျွန်တော် clip ထဲမှာကျွန်တော်ပြောပြပါရစေ။ကျွန်တော်ရဲ့ညာဘက်ချမ်းမှာတော့ဒါကျွန်တော်ဖျားခံပြုလို့ရနိုင်တဲ့နေရာသို့မဟုတ် server ခန်းတို့တခြား အနေအထားတစ်ခုကိုဖန်တီးလို့ရနိုင်တဲ့နေရာလေးတစ်ခုဖြစ်တယ်။ဒီမှာအဲကန်ဆိုတဲ့အကျယ်ကြီးကျွန်းတာကျွန်းပါကိနေတတိချာချာလေးခင်းချင်းပေးထားတယ်။ဒီဘက်ခမ်းမှာဆိုရင်ဒါပေ20ပတ်လဲကျတဲ့ Master Baron အခန်းကြီးတစ်ခန်းဖြစ်တယ်။ Slogan တစ်ခုရှိတယ်။နောက်ထပ် Main Master Baron အခန်းတစ်ခန်းရှိတယ်။ဒီဘက်မှာတော့ဒါကျွန်တော် Single Baron တစ်ခန်းရှိပါတယ်ခင်ဗျာ။ပြီးတော့ဒီလိုလေး Partition လေးနဲ့ဒီလို Slide Door လေးနဲ့ကျွန်တော်ဒါ Partition လေးခွဲထားပြီးတော့မှရောက်ရှိသွားတဲ့နေရာကကျွန်တော်တို့ Insurance တွေအကြ ကပိနက်လေးတွေနဲ့တိတိချာချာဖန်တီးပြုလုပ်ထားတဲ့မြို့ပကံလေးတစ်ခန်းဖြစ်တယ်ပြီးတော့ဒန်းနီယယ်ကစ်ချန်အဒီဘက်မှာအပြစ်မှာလဲအဝတ်လမ်းပဲအကုန်အပြည့်အစုံဖန်တီးလို့ရနိုင်တဲ့နေရာလေးတင်ရဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါ